ပင်လယ်နဲ့အပြစ်ရဆဲရေးရုရှားနဲ့ကန်ဆူနေမိပင်လယ်နဲ့အပြစ်ခန့်ရဆဲရေးအတွက်ရုရှားအရာရှိတွေနဲ့အမေရိကန်ကိုယ်စားလှယ်အဖွဲ့သွေးဆောင်ဆွေးနွေးသွားမှာဖြစ်တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ဒါအပြင်အဲ့ဒီဆွေးနွေးမှုကနေယူကရိန်းစစ်ပွဲအတွက်ပုံမကျေပြတဲ့အကြမ်းဖက်မှုရဆဲရေးဆိုင်ရာတိုးတက်မှုကိုလည်းရှာဖွေသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ယူကရိန်းရုရှားစစ်ပွဲရပ်သက်နိုင်ဖို့အတွက်ဆိုရင်ရုရှားကအထူးကြတဲ့နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ယူကရိန်းသမ္မတကပြောဆိုထားပါတယ်။ဆွေးနွေးပွဲအတွင်းအိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီကအကြီးတန်းဒရိုက်တာတယောက်နဲ့နိုင်ငံခြားရေးဌာနကအကြီးတန်းအရာရှိတို့ကကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ကိမ်းမြဲနဲ့ဝါရှင်တန်ကိုယ်စားလှယ်တွေကလည်းစစ်ပွဲအတွင်းပြစ်ခတ်ရဆဲရေးအာမခန့်ချက်အမြန်ဆုံးရရှိရေးအတွင်း နောက်ဆုံးအချိန်ဆက်ဆက်ညီနိုင်တာတွေစတင်ဖို့ကြိုးပမ်းနေပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။